ပါတော့တိုင်းမင်းကြီးတစိ့ကောင်เนาะဒါမင်းကြီးတစိ့ကောင်เนาะဒါမင်းကြီးဆိုတာဒါဒီ passport ဆောက်ထုတ်တာဆိုတာမင်းကြီးစီဟိုဟာငွေအမောက်ရောက်ပါပြီเนาะဒီစာအုပ်ရှိရဲ့30 30ရမယ်နိုင်ငံတအဲ30ရမယ်20ရအင်ရှင်ရမယ်เนาะနောက်တော့ဘာဖြစ်ဘာတူကြလဲဆိုတော့ဝေစာက9တိန်းเนาะအမင်းကြီးလောက်လာတာเนาะ ဒါစီးစက်ရအပြာတာခရံလားဆိုတာစဉ်းစားကြည့်နော်စီးစက်ရအပြာတာခရံရအောင်လားဆိုတာစဉ်းစားကြည့်နော်စီးစက်ရအပြာတာခရံရအောင်လားစဉ်းစားကြည့်ခရံရအောင်ဆိုရင်ငါစူရရုံရအောင်ငါကုန်းနေပိုင်းအပြာအောင်ဆိုရင်ဒီပင်နဲ့ကမ်းကြောင်နဲ့နီးတဲ့ဒေတာနော်တနင်္လာရီအေယာဝတီတို့အဲ့လိုမျိုးပေါ့နော်ရခိုင်တို့မှာ3ဆိုတာကလိုက်လို့ရတယ်နံပါတ်ပြာအပြာအောင်ဖြစ်ပါမယ်နော် တုံးဆိုလိုက်တစ်စိတ်ပေါင်းကတ်လိုက်လို့ဆိုရင်နံပါတ်ပြအကြောင်းပြရရေရေပိုင်စင်စာအောင်ပါเนาะဒါမွန်ကသူကခွင့်ခွင့်ပြပါဆိုတော့အဲ့ဒီကိစ္စသူခွင့်မပြုသူကအင်္ဂလိပ်နံပါတ်ပဲသူလိုချင်တယ်เนาะမွန်ကတခြားတိုင်းဒေသကြီးလည်းအဲ့လိုမျိုးဖြစ်နေတယ်မြန်မာအခရာရိုးရဆိုတာပြောင်းနေတယ်เนาะဒီကောင်မကတ်ချင်တဲ့ပုံစံမျိုးပေါ့သူကအဲ့အခုလိုက်လွယ်တယ်လေ ဒီမှာနမပြအပြဆိုကုံအာပြင်နယ်ကိုင်းမောင်နဲ့နေတဲ့ဒေတာအရဖြစ်ပါတယ်နမပြခခရမ်းရောက်ဆိုလို့ရှိရင်ဒါကုံတွင်ပိုင်းမှာနေတာတောင်ပေါ်တို့မှာတောင်ပေါ်တို့ကုံတွင်ပိုင်းကြားတဲ့နေရာမှာနေတာအဖေကအဖေလိုက်ရလွယ်တယ်အခုနမပြအမေကပြင်နယ်ကိုင်းမောင်မှာနေတဲ့လူတွေနမပြမဲတယ်အဲကုံတွင်ပိုင်းမှာနေလို့လည်းနမပြမဲတယ်ပြီးတော့နမအခရတွေရတယ်ဒီကြပြည်သူလူထုကတိတာဆိုမတိဘူးနော်မွန်လေးဆိုဒါဆိုဘာဖြစ်ပါမလဲ AOD တိုင်းဖြစ်ပါပြီလေ ဒါမြန်မာလူချီယူစရာမာထားပါမာထားဆိုတာထမိန်ပါမိမထမိန်ပါဒါတော့ထမင်းလားဟာလားအဲ့လိုမျိုးတွေရှိတယ်နော်ဟောအဲ့ဒါကြောင့်အင်္ဂလိပ်အခရဆိုတာပိုကောင်းတယ် wanky wanky ဆိုတာအတန်အမျိုးအစားနော် quality အတန် quality လေးစစ်စီတာနော်ဥပမာဆိုရုပ်ရှင်မင်းသမီးလုံးမဲ့သူတွေအဲအဆူရလုံးမဲ့သူတွေအတန်ပိုင်းစစ်စီတာနော်အတန်ပိုင်းစစ်စီဖို့ဒါဦးလဲခြင်း drive စင်းလေးလောက်ရမယ်နော်အဲ့ဒါတွေကဘာလို့ဆိုတော့ တန်လှိုင်းစင်းလေးစစ်စေးမှာတကယ်လို့စစ်စေးတော့အောင်မြင်ပါပြီစစ်ဆိုတာပါတရားဝိုင်းကီဝိုင်းကီစစ်ဆိုတာကဝတ်စုံเนาะအဲရုပ်ရှင်မီလာမီနီပွဲတက်ဝတ်စုံเนาะအဲ့ဒါဒါတရားနှစ်เนาะတရားနှစ်မှာပါတယ်ပြောရဆိုတာဒါတရားသုံးเนาะဒါပလင်အပိုင်းလေးလောက်လာเนาะဒီကစစ်စစ်စစ်တွေ့တာစစ်စစ်စစ်ကြီးနေစကားပြောเนาะစစ်စစ်စစ်ပါတယ်90ပါတယ်90နှစ်ပါတယ်94ပါတယ်96ပါတယ်เนาะ ကုသရှိပါတယ်တရားပါတယ်တရားနှစ်ပါတယ်တရားလေးပါတယ်တရား၆ပါတယ်တရား၈ပါတယ်နော်အိနမတ်120ဆိုပါပြောပါမယ်အဆူအဆူပါလုံးငယ်ရတာဒီစုပေါင်းဆောင်ရွက်ရခြင်းအချို့မှာနော်အဲ့ဒါပါလဲဆိုပွဲလန်းတပင်းနေနော်ဇက်လန်ပမာခန့်ကြလဲပြဇက်တွေနော်အကလီပေးပွဲလိုခီးဆောင်အတန်ဖန်ဆက်လိုအဲ့ဒါခီးဝေးမှတ်တမ်းလိုရေကောက်ပွဲလိုနော်ဒိတ်ဆန်ယုံတစ်ခေါက်လိုအစီအစဉ်လိုပါလိုပါတယ်နော် AD AD ဆိုတာကအကယ်ဒမီပေးပွဲနော်တပ်ဖို့တော့ကာ2 3 နော်သူတီးဆိုတာအဲ့နံပါတ်ဘယ်လောက်လဲ190နဲ့129နဲ့ပါမယ်နော်သူတီးဆိုတာ AD ဆိုတာနိုင်ငံတော်တမသားရဖိတ်ကြတာအဲ့နံပါတ်190 129ရဲ့သူတီးဆိုတာအကယ်ဒမီပေးပွဲနော် B1G ဆိုတာအကယ်ဒမီပွဲတက်ဝတ်စုံနော်ဒါ128ရပါဘာဘာလဲဆိုတော့ Y9 နဲ့ဆိုင်တယ်နော် Y9 နော် Y9 တန်ကူတာတော့အကေအခုတာတို့တာဟောပြောပွဲတွေเนาะအဲ့ဒါတွေအကုန်လုံးသွားရမယ် ပွဲတိုင်းကြော်ပေါ့ပြောရမယ်ဆိုရင်เนาะပွဲတိုင်းကြော်ပွဲတိုင်းကြော်ဒီမှာဝိုင်းစင်းနဲ့ဝိုင်းနိုင်နဲ့ပါပွားရဲဆိုတော့เนาะဝိုင်းနိုင်ကတော့ Academy ပွဲတက်ဝတ်ဆုံးเนาะရှေ့ဆိုတာအဝိုင်းစင်းရဲ့ပွဲတက်ဝတ်ဆုံးတော့ပါတယ်တော့မသိဒီမှာတော့အဲ Academy ပွဲ AD ဆိုတာ Academy ပွဲเนาะ190အိမ်ထဲမှာ190 129ရဲ့အာညာကိုကိုမှုပေါ့နော်အခန်းခုနှစ်အဲသူရဲ့ညဉ့်ပိုင်းဆိုင်ရာပေါ့ဝိုင်းအေးဆိုတာညဉ့်ပိုင်းဆိုင်ရာနော် အဲအဲဆိုတာအဲ့ဒါဂျီနန်းစကားပြောဆက်ဒါ Y7 Y7 ဆိုအောင်ရဲလင်းလို့ပါလို့နော်ဒီမှာအောင်ရဲလင်းအဲလက်ပင်းမှာအဲဒီဒီစိပါဓာတ်ပုတ်ကင်မရာဖလင်းတပ်ဆင်ခြင်းလုပ်ငန်းလို့ပါလို့နော်ညာဆင်ပြန်ဆင်ပြန်ဗီဒီယိုကင်မရာစင်စာတီးဖြတ်လိုက်ဥစားဆင်ပြန်အိန္ဒိယဟောလိဝုဒ်လို့ပါလို့ဒါ Y7 မြင့်တော်အနေနဲ့လို့အဲ့ဒါစာမျက်နှာကမ Y7 နော် Y6 ဆိုတာစာမျက်နှာ67မှာစရတယ်နော်ဒီ67ဆိုရင် အတန်ပိုင်း quality เนาะ YK စစ်ဆိုတာအတန်ပိုင်းစစ်စီတာเนาะအတန်ပိုင်းစစ်စစ်ပဲဆိုအတန် quality ရှိမယ်เนาะဒါအတန် quality အရင်ခေတ်က3096